2025ခုနှစ်အတွင်းကြီးကြပ်ခမ်းနားစွာလက်ထက်ခဲ့ကြတဲ့နိုင်ငံကျော်အမှုပညာရှင်လေးဦးဝါကျွအချိန်ခါမှာတော့တနိုင်ငံလုံးမှာအပြိုင်ဆိုင်မင်္ဂလာဒေသနာတခြင်းတွေဖွင့်ပြီးတော့ခမ်းနားတဲ့မင်္ဂလာပွဲတွေကိုကျင်းပနေကြပါပြီ2025ခုနှစ်သတင်းကျအချိန်ခါကာလမှာပုံမှန်ထည့်ထူးကြတဲ့လက်ထက်မင်္ဂလာပွဲတွေကိုတော့အမှုပညာရှင်မင်းသားမင်းသမီးတွေကပြုလုပ်ခဲ့ကြပါတယ်ပရိသတ်ဆောင်မျိုးအဆုံးဖြစ်ခဲ့သလိုအခမ်းအနားဆုံးပွဲတွေကိုလှူဆောင်ခဲ့ကြတဲ့အမှုပညာရှင်လေးရောင်ရဲ့အကြောင်းလေးတွေကိုတော့ဒီနေ့ဗီဒီယိုထဲမှာတင်ဆက်ပေးသွားပါမယ် နမလေးပိုင်တကောကဘာကျော်ထိတ်တဲမင်းသားပိုင်တကောကတော့2025ခုနှစ်မှာပွဲထွက်လက်ထက်ခဲ့ပြီးတော့နှခန်းဒီမလေးဒီအသေးကိုခွဲခဲ့တာဖြစ်ပါတယ်။ပိုင်တကောလောအရှိတော်အာရှနိုင်ငံဒီမှာပါအောင်မြင်ကြကြနေတဲ့ထိတ်တဲမင်းသားလေးရဲ့နှလုံးသားကိုပိုင်ဆိုင်သွားတဲ့သူကတော့ခရိုနီတထေးမလေးလင်းမြဖူပါရှင်။နေနယ်လာအရွှေနဲ့မြလို့လိုက်ဖက်ကြတဲ့ဒီစုံလေးလေးဟာဆိုရင်ပြီးခဲ့တဲ့လပိုင်းကပဲအင်မတန်ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုမြမရွာတလိထုံးနဲ့အစင်လာတွေအတိုင်းပြုလုပ်သွားခဲ့ကြပါတယ်။စီဆက်မင်္ဂလာပွဲလေးကအစားလက်ထက်မင်္ဂလာပွဲကြီးအထိပွဲပေါင်းများစွာပြုလုပ်ခဲ့ပြီးမြေ မြန်မာရွေးရတလေးကိုအသာပြဖို့ပြသွားတာကလည်းပိုင်တူကွန်တို့ရဲ့လေးစားပွဲရာစိတ်ထားလေးပဲဖြစ်ပါတယ်။သူတို့ရဲ့မင်္ဂလာပွဲလေးက2025ခုနှစ်အကြံမှာစံချင်းတင်လောက်တဲ့မင်္ဂလာပွဲတွေကတစ်ခုဖြစ်ပြီးတော့အခုဆိုရင်တော့ဇနီးမောင်နှံနှစ်ယောက်ကပျော်ရွှင်စွာနဲ့မိသားစုဘဝလေးတည်ထောင်မှုအတွက်ကြိုးစားနေကြပြီဖြစ်ပါတယ်။ ံပါတ်3ကောင်းပြည့်နဲ့တနာဖို့နှစ်ပေါင်းများစွာချစ်သူအဖြစ်တရားဝင်လက်တွဲခဲ့ကြပြီးတဲ့နောက်2025ခုနှစ်အတွက်မှာမင်္ဂလာသတင်းထုတ်ပြောလာခဲ့တာကကောင်းပြည့်နဲ့တနာဖို့လို့ဇုံတွဲလေးဖြစ်ပါတယ်နှစ်ပေါင်း73နှစ်ကျော်ကြာလက်တွဲခဲ့ကြတာကြောင့်ဒီဇုံတွဲလေးကိုလူကြီးမိဘတွေသာမကပြည်သက်တွေကပါအမြန်ဆုံးလက်ထပ်ဖို့အတွက်တိုက်တွန်းနေကြတာဖြစ်ပါတယ်အမှုပြနာနယ်ပယ်မှာကိုစီအောင်မြင်မှုတွေအခိုင်အမာရယူခဲ့ပြီးတဲ့နောက်ကောင်းပြည့်နဲ့တနာဖို့လို့ဇုံတွဲလေးကလူကြီးမိဘဆောင်ရနဲ့မင်္ဂလာလက်မှတ်ရေးထိုးခဲ့ပြီးတော့တရားဝင်လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်အပေါ်ပကာသနာတွေချဲ့ပြီးမင်္ဂလာပွဲကြီးကျ င်းမမနေတော့ဘဲလူချင်းမိဘစုံလင်စွာနဲ့တောင်းရလက်ထက်ခဲ့ကြတဲ့ကောင်းမြတ်တဲ့တနာဘိုးတို့ရဲ့မင်္ဂလာပွဲလေးကတော့အမတ်တရဖြစ်စေခဲ့တာကတော့အမှန်ပါပဲ။ဒါပေမဲ့နှစ်ယောက်သားကတော့နှစ်ပေါင်းများစွာရှုလက်တွဲခဲ့ကြပြီးမလို့လက်ထက်ပြီးပြီးဆိုတော့ကိုနေသားမကြနိုင်သေးပဲလွတ်လွတ်လပ်လပ်ပဲရှိနေသေးတဲ့အကြောင်းပြပြခဲ့ကြပါဗျ။ နံပါတ်1မိပကြီးရုတ်တန်ဇလန်ကျွဲဒီမှာအောင်မြင်သလိုစီးပွားရေးလောကမှာလည်းနေရာတစ်ခုအခိုင်အမာရယူထားတဲ့မင်းသမီးချောမိပကြီးကတော့မင်္ဂလာသတင်းလေးကိုစတင်အသိပေးလာခဲ့ပါပြီ။2025ခုနှစ်သတင်းကျွဲအချိန်အခါလေးမှာတော့သူမရဲ့ချစ်သူကောင်းလေးကိုတရားဝင်ထုတ်ပြလာပြီးလက်ထပ်တော်မဲ့အကြောင်းကိုအသိပေးလိုက်တာပဲဖြစ်ပါတယ်။ချစ်သူနဲ့လက်တွဲနေတာကနှစ်ပေါင်းတော်ကြာပြီဖြစ်ပေမဲ့စီးပွားရေးလုပ်ငန်းတွေအခိုင်အမာတည်ဆောက်နေတာကြောင့်အခုမှလက်ချက်ဖို့ဆုံးဖြတ်လိုက်ရတာပါ။မိပကြီးရဲ့ချစ်သူကောင်းလေးကလည်းအခုချိန်မှာချစ်သူကိုတင်အောင်တင်နေထားနိုင်နေဖြစ်လို့ဂွေဝင်ကျွမ်းစွာနဲ့တရားဝင်လက်ထပ်ခွင့်ကြောင်းခဲ့တာဖြစ် ဖြစ်ပါတယ်။မိဘကြီးကလည်းချစ်သူရဲ့လက်ထက်ခွန့်တောင်းခြင်းကိုဝမ်းသာစွာလက်ခံခဲ့ပြီးတော့ဒီနေ့ကျွန်မခံထားတဲ့မင်္ဂလာပွဲကြီးကိုကျွန်မပြုလုပ်သွားမယ့်အကြောင်းအသိပေးလာခဲ့ပါတယ်။မကြခင်အလပိုင်းကျွန်မတွေတို့တို့နှစ်ယောက်ရဲ့မင်္ဂလာပွဲလေးကဘလို့ခံထားစွာနဲ့ကျွန်မသွားအောင်မလဲဆိုတော့ပြည်သူတွေ့မြင်ရတော့မှာပါရှင်။ နံပါတ်၁ဟင်းဝူရန်နဲ့ဆိုဖြစ်သစဉ်ပြည်သူတွေအဆောင်မျိုးအစုံဖြစ်တဲ့ထိတ်တန့်မင်းသားကျော်ဟင်းဝူရန်နဲ့အကယ်ဒမီမင်းသမီးကျော်လေးဆိုဖြစ်သစဉ်တို့ရဲ့မင်္ဂလာပွဲလေးကတော့အမှန်တကယ်ကိုဖြစ်မြောက်လာခဲ့ပါပြီ။ပြီးခဲ့တဲ့လပိုင်းမှာပဲနှစ်ယောက်သားရဲ့အခြေအကျကိုတင်ဝင်ကြေညာခဲ့ကြပြီးတော့ချက်ချင်းပဲမင်္ဂလာပွဲကြီးကိုအကျိုးမှန်တက်တဲ့စီစဉ်ခဲ့ကြပါတယ်။ဝါကျွတဲ့အချိန်မှာတော့နှစ်ဖက်မိဘအတန်းဝင်းစုံလင်စွာနဲ့စီစစ်တောင်းရဲ့မင်္ဂလာအခမ်းအနားလေးကိုကြီးကျယ်စွာနဲ့ခန္ဓာတိုင်းရင်းစွာကျင်းပပြုလုပ်ခဲ့ပါတယ်။နောက်လာအတွင်းမှာတော့အင်မတန်ကြီးကျယ်တဲ့မင်္ဂလာပွဲကြီးတွေကိုအများပြပြုလုပ်ဖို့အတွက်လည်းစီစဉ်ထားပြီးပြီလို့သိရပါတယ်။ ယ်။တယောက်နဲ့တယောက်နဲ့အတော်ကြာချစ်ကြိုက်ခဲ့ကြပြီးတော့ဆိုပြအတွက်လည်းအခြေဥ်ဖြစ်နေတာကြောင့်ဒီမင်္ဂလာပွဲလေးကတော့တကယ်ကိုစစ်တီမင်္ဂလာအပေါင်းနဲ့ပြည့်စုံနေတာကတော့အမှန်ပါပဲရှင်။2025ခုနှစ်မှာချစ်ရသူနဲ့ရွှေလက်တွဲပြီးဘဝတစ်ခုတည်ထောင်ဖို့မင်္ဂလာဝဲဒီခမ်းနားစွာကျင်းပနေကြတဲ့ဒီအမှုပညာရှင်တွေရဲ့ဘယ်မင်္ဂလာဝဲလေးကများပြည်သူတွေသဘောအကျဆုံးဖြစ်မလဲဆိုတာပြပြပေးခဲ့ကြပါအောင်ရှင်။